အမျိုးသားတယောက်ကဂျင်းမှာသွားပြီးတော့လက်ကျင်ကနေလောက်မယ်ဆိုလို့ရှိရင်အမျိုးသားအင်ကအမျိုးသားငယ်ပါအမျိုးသားညီလေးသေးသွားနိုင်လားတိုးသွားနိုင်လားဒါကိုဒီနေ့မှာဆွေးနွေးပေးတော့မှာဖြစ်ပါတယ်တချို့ကြီးပြောကြတယ်ဟဲ့အောင်ဂျင်းနေအရန်မဆော့နဲ့ဂျင်းအရန်ဆော့လို့ရှိရင်မင်းရဲ့ညီလေးသေးသွားမယ်ဆိုပြီးတော့ပြောတတ် ကြတယ်ကြားဘူးကြလားတော့မသိဘူးတကယ်တော့ဒါကအယူအဆ အမှားဖြစ်ပါတယ်လုံးဝမဟုတ်ပါဘူးဂျင်ဆော့လို့လက်ချင်ကနေလုံးလို့အမျိုးသားအင်ကမသေးပါဘူးအဲ့ဒါကိုကျွန်တော်တေချာရှင်းပြပေးမှာဖြစ်ပါတယ်အမျိုးသားတယောက်ရဲ့အမျိုးသားအင်ကငယ်ပါဘူးမျိုးဗီဇာနဲ့ဆုံးဖြတ်ပါတယ်ကိုယ့်ရဲ့မျိုးထဲမှာကြီးရလူရှိရဆိုရင် ကိုလည်းကြီးမှာဖြစ်ပါတယ်။ဒါပြေုံမှာလူပြိုပေါ်ဝင်တဲ့အချိန်မှာ ဟော်မုန်းတွေရဲ့လွှမ်းမိုးမှုကြောင့်လည်းအမျိုးသားအင်ကာအမျိုးသားငယ်ပါက ကြီးတာဖြစ်နိုင်တယ်။ဒါပြင်မှာကိုယ့်ရဲ့အမျိုးသားအင်ကာမှာရှိတဲ့တ िश ူးမှာသွေးစည်းစင်းတဲ့ပုံပေါ်မှုတည်ပြီးတော့အမျိုးသားအင်ကာကြီးတာသေးတာကိုလည်းဆုံးဖြတ်ပါတယ်။တကယ်တော့လိကျင်ငယ်လောက်တာက ဆုံးဖြတ်တာမဟုတ်ပါဘူး။ဒါကြောင့်မလို့ ဝိမာရာပဲဖြစ်ဖြစ်ကာရီယိုလက်ကျင်ကန်လောက်တာပဲဖြစ်ဖြစ်ဘလို့လက်ကျင်ကန်မျိုးမဆိုအမျိုးသားညီလေးကို မသေးသေးပါဘူးဒါပေမဲ့တခုတော့ရှိတယ်လက်ကျင်ကန်ကို ပြင်းပြင်းထန်ထန်လှုပ်ပြီးတဲ့အချိန်မှာခဏတစ်ဖြုတ်သေးသွားတာမျိုးတော့ရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒါဒီယာယီတာဖြစ်ပါတယ် အမြဲတမ်းသေးသွားတာမဟုတ်ပါဘူးဒါကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်လက်ကျင်ကန်းကိုပြင်းပြင်းထန်ထန်လှုပ်လိုက်တဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့သွေးတွေကလက်ကျင်ကန်းလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်ကြွက်သားတွေစီကိုများများသွားရပါတယ်ပြီးရင်ခန္ဓာကိုယ်မှာအရေးကြီးတဲ့နှလုံးအဆုတ်အုံနောက်ဒီလိုမျိုး vital organ တွေကိုများများသွားပြရပါတယ်အဲ့ဒီခါမှာ မလိုအပ်တဲ့အရာတွေမှာ तू ကသွေးစီးစင်းမှုနည်းသွားတတ်ပါတယ်အမျိုးသားအင်ကလည်းတူတူပါပဲအဲ့ဒီခါမှာသွေးလျှောက်တာနည်းပါပြီးတော့ခဏတစ်ဖြုတ်သေးသွားတယ်လို့မျိုး ဖြစ်တတ်ပါတယ်ဒါပေမဲ့ဒါသည်ခဏတစ်ဖြုတ်သာ ဖြစ်ပါတယ်ဒါပြေုံမှဂျင်ဆောတဲ့ခါမှာတချို့ဂျင်မြုံတွေကအရန်အေးပါတယ်အဲ့ခါမျိုးမှာ ေးလာပြီဆိုလို့ရှိရင်မျိုးသားရဲ့မျိုးသားညီလေးကခဏတစ်ဖြုတ်တေးသွားသလိုဖြစ်တတ်ပါတယ်ဒါကလည်းယာယီတာဖြစ်ပါတယ်ဒါပြေုံမှလက်ကျင်ကကိုပြင်းပြင်းထန်ထန်လောက်ပြီဆိုလို့ရှိရင် fight or flight မဟုတ်လို့ခေါ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါကပြောရမယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ကနေပြီးတော့ဟာငါတော့တက်ကြွနေမှ ဖြစ်မယ်ဆိုပြီးတော့ဒီလိုမျိုးပုံစံဖြစ်သွားတာဖြစ်ပါတယ်အဲ့ဒီခါမှာဆိုလို့ရှိရင် तू ကအရင်ထက်စာရင်အားတွေပိုရှိနေမယ်ပိုပြီးတော့တက်ကြွနေမယ်ဒီလိုမျိုးအခြေအနေဖြစ်နေမှာဖြစ်ပါတယ်အဲ့ဒီခါမျိုးမှာဆိုရင်လိန်နဲ့ပတ်သက်တဲ့စိတ်တွေကနည်းနေနိုင်ပါတယ်အဲ့ဒီခါမှာ အမျိုးသားရဲ့အင်္ဂါကလည်းပဲခဏတစ်ဖြုတ်သေးနေရမျိုး ဖြစ်တတ်ပါတယ်။ဒါကလည်းလေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်လုပ်တဲ့အချို့လူတွေမှာ တွေ့ရတာဖြစ်ပါတယ်။ယာယီတာဖြစ်ပါတယ်။ပြီးလို့ရှိရင်ပြန်ပြီးတော့ပုံမှန်တိုင်းကြီးလာမှာဖြစ်ပါတယ်။တကယ်တော့လေ့ကျင့်ခန်းပြုလုပ်တာကအမျိုးသားရဲ့ညီလေးကိုပို့ပြီးတော့ ကြီးတယ်လို့တော့ဖြစ်စေပါတယ်လေ့ကျင့်ခန်းလုပ်လို့ကြီးလာတာတော့မဟုတ်ပါဘူးဒါပေမဲ့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာဘိုက်မှာရှိတဲ့အစီတွေကျသွားတဲ့အခါမှာအမျိုးသားရဲ့ညီလေးအချိန်မှာဖုံးထားတဲ့အစီတွေပါကျသွားတဲ့အခါမျိုးမှာငကိုရှိတဲ့အရွယ်အစားတိုင်းပြန်ဖြစ်လာပြီးတော့ရှိလာသလိုဖြစ်တတ်ပါတယ် အများအဖြစ်လဲအမျိုးသားတွေရဲ့ညီလေးတွေကပုံမှန်ရွယ်စားရှိကြပါတယ်ဒါပေမဲ့တချို့တွေကအဲ့ဒါကိုအားမရဘူးတချို့တွေကကြတော့အဝါလုံးပြီးတော့ဘိုက်မှာအစီတွေဆုပြီးတော့ညီလေးကတိုးနေသလိုသေးနေသလိုဖြစ်ပါတယ်ဒါကဂျင်မှာ လေ့ကျင့်ခန်းတရားလုပ်ပြီးတော့ဝေးချလိုက်မယ်ဆိုလို့ရှင် ပြန်ပြီးတော့ကြီးလာသလိုဖြစ်မှာ ဖြစ်ပါတယ် တချို့ဂျင်ဆော့တဲ့လူတွေရှိပါတယ်ဒါကတော့ဘုဒ္ဓတာထပ်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်တချို့ဂျင်ဆော့တဲ့လူတွေမှာဆိုရင်စတီရိုက်ကိုအသုံးပြုပြီးတော့ကြောသားကိုကြီးထွားအောင် ပြုတ်လောက်ကြပါတယ်စတီရိုက်ကိုအလွန်အကျွံသုံးတဲ့အခါမှာဆိုရင်ဒီလိုအသုံးပြုတဲ့လူတွေရဲ့ဝေးစိတ်ကသေးသွားတာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့အဲ့ဒါကမျိုးသားညီလေးငယ်ပါ သေးသွားတာမဟုတ်ပါဘူးမျိုးသားညီလေးငယ်ပါပေါ်မှာစတီရိုက်ဆေးတွေကတရားမှုမရှိပါဘူးဒါပေမဲ့အမျိုးသားရဲ့ဖွေးဆေးမှာတော့တရားမှုရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အပြင်ကနေပြီးတော့စတီရိုက်ဆေးတွေကိုအသုံးပြုတဲ့အခါမှာပြောမယ်ဆိုလို့ရှိရင်ဒါကလည်း testosterone တွေဖြစ်ပါတယ် ုံမှန်ဆိုလို့ရှိရင် အမျိုးသားရဲ့ဝေးစရာတက်စတိုစတီရောကိုထုတ်ပါတယ်အပြင်ကနေပြီးတော့တက်စတိုစတီရောကိုစေးထိုးတဲ့အခါမှာအမျိုးသားရဲ့ဝေးစေးကတဘာဝတက်စတိုစတီရောကိုမထုတ်တော့ဘဲနဲ့ဝေးစေးကအလုတ်သိပ်မလောက်ရသလိုဖြစ်ပြီးတော့သေးသွားတတ်ပါတယ်ဒါကလည်းညီလေးသေးသွားတာမဟုတ်ပါဘူးဝေးစေးက သေးသွားတာဖြစ်ပါတယ်အဲ့ဒါကို testicular atrophy လို့ခေါ်ပါတယ်။ဒါကတော့ဘုဒ္ဓဒပြောပြတာဖြစ်ပါတယ်။ဒါကြောင့်မလို့နှိမ့်ချပြီးတော့ပြောရမယ်ဆိုရင်ဂျင်ဆော့တာကအမျိုးသားရဲ့ညီလေးကိုမသေးသေးပါဘူး။ပို့ပြီးတော့ရှီလာတဲ့ပုံစံတော့ဖြစ်စေပါတယ်။ဒါအပြင်ကဂျင်ဆော့တာကတဘာဝ testosterone ကိုတက်စေပါတယ်။ဒါကြောင့်မလို့အမျိုးသားဆွမ်းဆောင်ရည်ကိုကောင်းမွန်စေပါတယ်။ပြီးတဲ့အခါမှာ စိတ်ဖိစီးမှုကိုလည်းပြောကြစေတယ်သွေးလက်ပတ်မှုလည်းကောင်းစေပါတယ်ကိုကိုကိုလည်းယုံကြည်မှုရှိလာစေပါတယ်ဒါကြောင့်မလို့အမျိုးသားကိစ္စတွေမှာဆိုရင်သူများထက်ပုံမကောင်းမွန်တဲ့အဖြေကိုရရှိမှာ ဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိကျင်တာရှိရင်လည်းကွန်မန့်မှာမေးလို့ရပါတယ် channel ကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လုပ်ပေးကြပါဦး ားလုံးကိုကျေးဇူးတင်ပါတယ်